အတိုင်းပြည်လုံးကမထောက်ခံတဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုပူပေါင်းကောက်ကွယ်တာဟာလက်နက်ကိုက်ခေါင်းဆောင်တွေရဲ့အကျိုးစီးပွားနဲ့ဓာတ်ရိုက် ပတ်သက်နေတယ်လို့ကရင်စစ်ရေးလေလာသူတွေနဲ့အရက်ဘက်အဖွဲ့တွေကပြောပါတယ်။အောက်ခတ်ပေးပို့ထားပါတယ်ရှင်။စစ်တပ်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မယ့်ရေကောက်ပွဲဟာကင်ပီနယ်နဲ့ပြည်သူတွေရဲ့ဘဝကိုအေဂျင့်တင်ငင်အောင်ဖန်တီးပေးနိုင်မယ်လို့ယုံကြည်ကြကြောင်း SCA လက်မှတ်ထိုးထားတဲ့ ကင်းလက်နက်ကင်တပ်ဖွဲ့တွေဖြစ်တဲ့ဒီမိုကရေစီကျိုးပြုတ်ကင်းတက်မလို့ DKB ကင်းငင်းငင်းကောင်စီကင်းယူကင်းလက်လက်ပီစီနဲ့စစ်တလောက်ခံတဲ့ရာဇောက်တက် BGF တို့ကပူးပေါင်းကာကွယ်သွားမယ်လို့စစ်တမ28ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်အခုလိုထုတ်ပြန်တာအဖွဲ့အစည်းကိုဥဆောင်နေတဲ့လူကြီးတွေခေါင်းဆောင်တွေအရာရှိတွေရဲ့အကျိုးစီးပွားနဲ့တရားပတ်သက်ဆွနေနေတယ်လို့ကင်းရစီလေးလာသူတယောက်ကပြောပါတယ်အဲဒါလူမျိုးချင်းချိန်မှာ သူတို့ရဲ့သဘောထားတွေပြောင်းတယ်သူတို့ရဲ့ခံယူချက်တွေပြောင်းတယ်ဟိုတိုင်းလုံးတပြည်လုံးကမထောက်ခံတဲ့အာမပေးတဲ့ဒီစကားမကိုကရင်လူမျိုးတွေအတွက်ကိုစားပြုရင်လူမျိုးတွေအတွက်ဖေရယ်စတေးကြဖို့အတွက်လှုပ်ဆောင်နေပါတယ်လို့ကြွေးကြော်နေတဲ့ DKB နဲ့ BGF ခေါ် KNY ရတော့ဒါဒီချိန်မှာကိုယ်ကပြပြအော်မြင်သွားတယ်ဗောလူတို့ရတော့အဲတော့အားရဟောကျွန်တော်တို့ပြောမယ်ဆိုရင်တော့ သူတို့အဖွဲ့အစည်းတွေရဲ့သူတို့အဖွဲ့အစည်းတွေကိုဥဆောင်နေတဲ့လူကြီးတွေခေါင်းဆောင်တွေရာရှိတွေရဲ့အကျိုးစီးပွားနဲ့တရားပတ်သက်ဆက်နွယ်နေလိမ့်မယ်လို့တော့ယုံကြည်တယ်။ကင်းအမျိုးသားစီယုံကင်းဦးဘက်ကတော့လာမယ့်ရွေးကောက်ပွဲကိုပြည်သူနဲ့သူဆက်ညင်သွားမှာဖြစ်ပြီးစစ်ကောင်မရှင်ကိုကူညီတဲ့သူတွေဟာနိုင်ငံရေးရဆက်ညင်ပြီးလှုပ်သွားတဲ့အတွက် KNU မူဝါဒတိုင်းဆက်သွားမယ်လို့ရိုဆော်ဒေါနီကပြောဆိုထားပါတယ် လက်ရှိဒေသခံတွေအနေနဲ့လည်းရွေးကောက်ပွဲကိုဘယ်သူမှစိတ်ဝင်စားတဲ့ပြင်အရေးယူတာမရှိဘူးဆိုရင်မဲပေးမဲ့လူရှိမှမဟုတ်ဘူးလို့ကင်းရက်ဖက်ဖွဲ့စည်းတစ်ခုရဲ့ဥက္ကဋ္ဌတစ်ယောက်ကပြောပါတယ်ဒီကဘွေနဲ့ပတ်သက်ပြီးတော့တော့တောက်ကံပေးရဆိုတော့သူတို့ကဘူးစီဝါကဘူးတို့လောလောဆယ်ကိစ္စဒီကဘွေနဲ့ပျော်ရရလာတာဘလို့ဖြစ်လဲသူတွေကိစ္စတခုဟာဒီကဘွေကိုတကယ်ဖြစ်ပေသူတွေကိစ္စတခုပေါ့ဗျာဒီပဲအာလောဆယ်က ဟိုမိရသားကိုကြောက်ပြီးတော့ဒါတောင်ခွေးအခုံလေးပေါ်မယ်လို့ပြောကျွန်တော်လော်ကရှင်ပြူနဲ့ဒီရွှေကုတ်ကိုကတ်ရွှေရွှေကုတ်ကိုဟောဒီတောက်ခဲ့တော့ဒီကရှင်မျိုးတွေမဖြစ်ခိုင်းဖို့အတွက်ကိုပဲသူတာပွဲနဲ့တိစားမှုနိုင်ငံရေးလို့ကျွန်တော်မမြင်ဘူးနော်အဲ့တော့ခင်းနေလို့လည်းပဲအော်လုံးဝလက်ခံဘူးအဲ့ဒီဆိုတော့လက်ခံတယ်လို့ကျွန်တော်တို့ဒီမှာရှိတဲ့ဒေတာကြီးတွေလည်းဒီရွှေကုတ်ပွဲကြီးကိုဘယ်မှာဆက်ပြီးသားကြောက် အဲ့တော့ပနီတော့မဲမပေးရင်ကိုနာဘူးလိုကျွန်တော်တို့ကိုမပေးဘူးဆိုရင်ဘာမှရည်ရွယ်ချက်ရှိဘူးဆိုတော့ပေးကြတယ်မဲပေးမဲ့လို့ရှိမှာပေါ့လက်ရှိမှာလဲစစ်ကော်မရှင်တပ်ကရေကွက်ဝဲကာလမတိုင်မီလက်စုစုံယူထားတဲ့တက်စကန်တွေပြန်လဲရယူနိုင်မှုနဲ့နေပြည်တော်မှုနိုင်မှုမြောက်ပြည်တောင်ဘက်ကအင်အားလုံးကြီးနဲ့စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေပါတယ် ကျွန်တော်တို့ပြည်ပြည်နယ်မှာတော့ရွေးကောက်ပွဲတက်မထားတဲ့ကာလမတိုင်ခင်တော့စက္ကမကဒါသူတို့ရဲ့စုမှုနေမြေပြန်လည်ရရှိဖို့ဒါသူတို့ကြိုးစားအထောက်နေတာကိုတော့ကျွန်တော်တို့မြင်တွေ့နေရတယ်။သို့တော်လည်းပဲဒီကဘယ်ဆွဲကာလမရောက်ခင်မှာပဲဒီသူတို့သွားနေနေတဲ့ဒီစုမှုဧရိယာတွေတို့လိုချင်တဲ့စုမှုဧရိယာတွေကိုသူတို့ပြန်လည်ပြီးစုမှုနိုင်မလား။ဒါမှမဟုတ်ရွေးကောက်ပွဲတက်မရှိရောက်ပြီး နော်သူတို့သမထားတဲ့တိုက်ကဲသူတို့သမထားတဲ့စုမှုဧရိယမရဘဲနဲ့ရွေးကောက်ပွဲကာလကိုပဲရှေ့ရမလားဆိုတာကတော့ကျွန်တော်ပိတ်ကားပေါ်မှာဆက်ပြီးကြည့်ရမယ်နေသားမှရှိပါတယ်ပေါ့နော်ကင်းမျိုးသားစီယုံကင်းကတော့စစ်ကော်မရှင်ပြုလုပ်မယ်ပြောင်းဝင်ရွေးကောက်ပွဲကိုလုံးဝဆက်ညင်ကြောင်းထုတ်ပြန်ထားပြီးရွေးကောက်ပွဲဖြစ်မြောက်အောင်ပူးပေါင်းဆောင်ရွက်သူတွေကိုလည်းစောင့်ကြည့်ရေးယူသွားမယ်လို့ပြောဆိုထားပါတ စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်းတစ်ကိုကျင်းပသွားမှာဖြစ်ပြီးကင်းမီနယ်မှာတော့ဖအံမြောက်ပြည်နယ်တန်တုံကြီးမြို့နယ်သုံးခုမှာကျင်းပပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ကျွန်တော်အောင်ခန့်ပါ